လာမယ့်ဒီဇင်ဘာလတဲ့စစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲမှာစစ်တပ်ကအငြိမ်းစားယူထားတဲ့ဗိုလ်ချုပ်ကြီးဒုဗိုလ်ချုပ်ကြီးနဲ့ဗိုလ်ချုပ်တွေကနေပြည်တော်မှာအမျိုးသားလွှတ်တော်နှစ်နေရာနဲ့ပြည်သူ့လွှတ်တော်နေရာတွေကိုကြက်ခိုင်ပါတီကိုစားပြုပြီးဝင်ပြိုင်မှာဖြစ်ပါတယ်။အမျိုးသားလွှတ်တော်မဲဆန္ဒနဲ့နေရာကိုအငြိမ်းစားဗိုလ်ချုပ်ကြီးတေအောင်ဆန်းနဲ့ဗိုလ်မှူးချုပ်တင်ဦးလွင်တို့ကကြက်ခိုင်ပါတီအတွက်ဝင်ပြိုင်မှာဖြစ်ပါတယ်။ ဥတ္တရသီရီမြို့နယ်မဲဆန္ဒနယ်အတွက်ပြည်သူ့လွှတ်တော်နေရာကိုဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကပြိုင်မာဖြစ်ပြီးဒက္ခိဏသီရီမြို့နယ်မဲဆန္ဒနယ်အတွက်ဒုဗိုလ်ချုပ်ကြီးမြတ်ဟင်းကဝင်ပြိုင်မာဖြစ်ပါတယ်။ကျခိုင်ပါတီဥက္ကဋ္ဌဦးခင်ကြီးကဇေယသီရိမြို့နယ်မဲဆန္ဒနယ်ကနေပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်မာဖြစ်ပြီးတက္ကုံမြို့နယ်မဲဆန္ဒနယ်မှာဗိုလ်ချုပ်မောင်မောင်အောင်ကဝင်ပြိုင်မာပါ ဇဘူတိရီမြို့နယ်မှာမင်းကေးမောင်မြင့်လို့အများကသိကြတဲ့ဒုဗိုလ်မူကြီးဟောင်းမောင်မြင့်ကဝင်ပြိုင်မှာဖြစ်ပြီးပောဝတိရီမြို့နယ်မှာတော့ဘူးလက်လှဆွေလို့အများကခေါ်ကြတဲ့ဒုဗိုလ်မူကြီးဟောင်းလှဆွေကဝင်ပြိုင်မှာဖြစ်ပါတယ်နေပြည်တော်ရှိမြို့နယ်အထက်ပြင်မနာနယ်လေဝေးမှာတော့စစ်တပ်ကအငိမ့်စားတွေမဟုတ်ပဲကြံ့ခိုင်ပါတီမြို့နယ်ကော်မတီဝင်တွေဖြစ်တဲ့ဦးခင်မောင်ဝင်းနဲ့ဦးဝင်းထေတို့ဝင်ပြိုင်မယ်လို့ပါတီဝင်တယောက်ကပြောပါရယ်အလားတူပဲအငိမ့်စားဗိုလ်ချုပ်ကြီးညူစောကကိုကိုကျွန်း ဗိုလ်ချုပ်ကြီးမြာထွန်းဦးကပြည်ဦးလွင်ဒုဗိုလ်ချုပ်ကြီးကံမြင့်တန်းကမဦးပင်ဒုဗိုလ်ချုပ်ကြီးစိုးတစ်နိုင်ကမကွေးနဲ့ဒုဗိုလ်ချုပ်ကြီးတပ်ပုံကစကိုင်းမြို့နယ်ကနေပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်ကြမှာဖြစ်တယ်လို့သိရပါတယ်ရှင်။မိုးပြင်းနဲ့ရေးမြို့နယ်တွေကဝယ်ရဟိုင်းကြီးကြေးရွာကိုအော်တိုဘားလ16ရက်မှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးဒေသခံတွေကိုဖမ်းဆီးပေါ်တာဆွဲတာနဲ့စာတင်ကြောင်းကပစ္စည်းတွေကိုဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ ဝေဟိုင်းကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့အမှတ်963ချင်းမြန်တရင်အမှတ်983ချင်းမြန်တရင်နဲ့ DKP တပ်ဖွဲ့ဝင်တွေကအော်တိုဘာလ20ရက်မှာဒေသခံတချို့ကိုဖမ်းဆီးပြီးစာတင်ကြောင်းတွေကိုဖျက်ဆီးသွားတာလို့သိရပါဗျ။အဲဒီစစ်ကောင်စီတပ်တွေကိုရေဘလူးတော်လှန်ရေးတပ်ဖွဲ့ကတွားရောက်ရှင်းလင်းတဲ့အခါမှာထွက်ပြေးသွားတဲ့အတွက်စစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့နဲ့ပြစ်မရှိတဲ့ပြည်သူတွေကိုမထိခိုက်စေဖို့ရေဘလူးတပ်ဖွဲ့တာဝန်ရှိသူကပြောပါဗျ။ အော်တိုဘလာ20ရက်ကလည်းမွန်ပြည်နယ်အာယူတောင်ကြီးရွာကစစ်ကောင်စီတပ်ရဲ့ရုံပိုင်းဆိုင်ရာတာဝန်ယူပေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်မျိုးမင်းစော်စုသူကိုရေဘလူတော်လိုင်းတပ်ဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ရေဘလူအဖွဲ့စီကနေသိရပါတယ်ရှင်။ထိုင်းနိုင်ငံချွန်းပူရီခရိုင်ရှိမောလုံငန်းစက်ယုံတယုံမှာအလုပ်ရဖို့ မြန်မာရွှေပြောင်းလုတ်သား၄၀၀လောက်ကပွဲစားကိုအလုံသွင်းပေးခတယောက်ကိုဘတ်တောင်းကျော်စီပေးထားရပေမဲ့၃လကြာတဲ့အတိုင်အလုံးမရသေးဘူးလို့ AC လုံသမားကုညီရေမဟာမိတ်အဖွဲ့စီကနေသိရပါဗျ။ပွဲစားကဆက်ယုံမှာအလုံသွင်းပေးဖို့အတွက်အရင်လုံထွက်စာရှိတဲ့သူကိုတအူးလျင်ဘတ်တောင်း၃၀၀၀နော် ထွက်ဆောင်မပါတဲ့ MOU လုပ်သားတွေကိုတဦးလျင်ဘတ်2500နှုန်းကောက်ခံထားပြီး၃လကြာတဲ့အထိအလုံးမရချိန်မှာတချို့လုပ်သမားတွေကသူတို့အဖွဲ့ထံလာရောက်တိုင်ကြားထားတာဖြစ်တယ်လို့ AC အဖွဲ့ဒါရိုက်တာဦးခိုင်ကြီးကပြောပါတယ်။စစ်ရုံမှာအလုံးဝင်ဖို့ငွေသွင်းထားတဲ့လုပ်သမား400လောက်ရှိပြီး AAC အဖွဲ့ထံလာရောက်တိုင်ကြားထားသူတွေကတော့အယောက်90လောက်ပဲရှိပြီးတော့တချို့ကမစောင့်နိုင်လို့တခြားမှာအလုပ်သွားလုပ်တယ်လို့ဆိုပါတယ်။ အလုံးဝင်ကြီးပေးပြီးအလုံးမရတဲ့လူသမားတွေအနေနဲ့သက်ဆိုင်ရာလူသမားယုံဒါမှမဟုတ် AAC အဖွဲ့အစည်းထံဆက်သွယ်အကူအညီတောင်းနိုင်တယ်လို့ဦးခိုင်ကြီးကပြောပါရရှင်တနင်္သာရီတိုင်းခမောက်ကြီးမြို့နယ်မှာကြီးရွာအုပ်ချုပ်ရေးမှုနဲ့ပြူစောတိနှစ်ယောက်ကိုဖမ်းဆီးခဲ့ပြီးတဲ့နောက်ပြန်လည်ခုခံခဲ့တဲ့အတွက်ပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့ကော့တောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအောက်တိုဘာလ20ရက်မှာထုတ်ပြန်ပါတယ်။ ော်တိုဘားလ14ရက်မနက်7:00နာရီအချိန်ဝန်းကျင်လောက်မှာခမောက်ကြီးမြို့နယ်လုံဖော့ကြီးရွာကအုတ်ချုပ်ရည်မှုဦးဝင်းမြင့်ပြူစောတိကောင်းဆောင်ဦးအေးစိုးနဲ့အေးချမ်းတာကြီးရွာကပြူစောတိဦးသက်ဦးတို့ကိုဖမ်းဆီးခဲ့ပြီးတဲ့နောက်နေ့လယ်12:00နာရီလောက်မှာဖမ်းဆီးထားရကနေသူတို့ထွက်ပြေးသွားတဲ့အတွက်၃ရောက်စလုံးကိုလိုက်လံပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ကိုလာပြေကပြောပါဗျ။တိုက်ဆုံသူ၃ရောက်ထဲကဦးသက်ဦးနဲ့ဦးအေးစိုးတို့ဟာပြူစောတိတွေဖြစ်တယ်ဆိုတာ ဓာတ်ပုံမှတ်တမ်းတွေအများသိရပြီး၃ရောက်စလုံးကိုပြစ်ခတ်ရှင်းလင်းတဲ့ဖြစ်စဉ်အတိအကျကိုတော့ DV ဘက်ကတိကျအတိမပြုတ်နိုင်သေးပါဘူးရှင်။စကိုင်းတိုင်းစလင်းကြီးမြို့နယ်ထန်းပူရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့စက်တက်လေးထီနဲ့ဘုံကျဲလို့အော်တိုဘားလ20ရက်နေ့ညနေပိုင်းကဒေသခံတယောက်သေဆုံးပြီး၂ယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ အဲ့ဒီညနေခင်းကစစ်တပ်ကပါရာမော်တာတက်ဆက်တက်လေထီနှစ်စီးနဲ့တိုက်ခိုက်မှု၃ချိန်ပြုလုပ်သွားတာ ဖြစ်ပြီးတိုက်ခိုက်မှုအတွင်ထန်းပူရွာက၃ယောက်ဒဏ်ရာရရှိခဲ့ပြီးအဲ့ဒီတွေကဒဏ်ရာပြင်းထန်တဲ့အမျိုးသားတစ်ယောက်ကသေဆုံးသွားတာဖြစ်တယ်လို့ဒေသခံရွာသားတစ်ယောက်ကပြောပါတယ်ထပ်ပူရွာဟာအင်ဂျင်200ကျော်ရှိတဲ့ကြေးရွာတစ်ရွာဖြစ်ပြီးဆလင်းကြီးမြို့ရဲ့မြောက်ဖက်မှာတည်ရှိတဲ့ကြေးရွာဖြစ်ပါတယ်။ အဲ့နေရာကစီးရဲတင်းမာနေတဲ့နေရာနဲ့အတော်ဝေးပြီးကကွယ်တပ်ဖွဲ့တွေလှုပ်ရှားတဲ့နေမြေလည်းမဟုတ်တလို့စစ်တပ်စုမိုးတဲ့နေမြေနဲ့အနီးနားကရွာဖြစ်တယ်လို့လည်းဒေသခံပြည်သူကကွယ်ရဲဘော်တယောက်ကပြောပါရရှင်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်မိုင်းကော့မြို့မှာအော်တိုဘားလ20ရက်ည8နာရီဝန်းကျင်လောက်ကစစ်ကောင်စီတပ်ရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံ2ယောက်သေဆုံးပြီး2ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ မိုင်းကုန်းမြို့မြို့မစီအနီးကိုစစ်ကောင်စီတပ်ကဂျက်ဖိုင်တာနဲ့ပေါင်250ဘုံနှလုံးလာရောက်ကျဲချခဲ့တဲ့အတွက်အမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်သေဆုံးခဲ့ပြီးနှစ်ယောက်ကတော့ထိခိုက်ဒဏ်ရာရပြီးတော့နေအိမ်ဆယ်အိမ်နဲ့ဆိုင်ကန်း၅ကန်းပျက်စီးခဲ့တယ်လို့သိရပါတယ်။လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်လူထိခိုက်သေဆုံးတာအပြင်ဈေးရန်တွေလည်းမီးလောင်သွားတယ်လို့ဒေသခံကပြောပါတယ်။ ပြီးခဲ့တဲ့အော်တိုဘားလ19ရက်တရက်ထဲမှာစစ်ကောင်စီတပ်ကနမ်ဆန်မိုင်းတုံမိုင်းငော့နဲ့မိုးကုံမြို့နယ်တွေမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံ2ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PSLF TNLA သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ကွာလာလမ်ပူကွန်ဗင်းရှင်းဘူဟိုဌာနမှာအော်တိုဘားလ23ရက်မှာပြုလုပ်မဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာနိုင်ငံကိုထည့်သွင်းထားတာမရှိဘူးလို့မလေးရှားသတင်းဌာနတစ်ခုဖြစ်တဲ့ New Straits Times မှာဒီကနေ့ဖော်ပြထားပါတယ်။ဒီအစည်းအဝေးကိုတော့ပူးပေါင်းပါဝင်မှုနဲ့ရေရှည်တည်တံ့ခိုင်မြဲရေးဆိုတဲ့ခေါင်းစဉ်နဲ့အော်တိုဘားလ23ရက်ကနေ28ရက်အထိပြုလုပ်သွားမှာဖြစ်ပါတယ်။အစည်းအဝေးမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်၊ကနေဒါဝန်ကြီးချုပ်မက်ကာနီ ဘရာဇီးတမရတောင်အာဖရိကတမရစိုက်ပရစ်တမရနဲ့ဖင်လန်ဝင်ကြီးချုပ်စတဲ့ကမ္ဘာနိုင်ငံခေါင်းဆောင်တွေတက်ရောက်ကြမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒေတာရင်းနိုင်ငံတွေအနေနဲ့လက်ရှိအချိန်အထိတရုတ်တမရရှီကျင်းပင်တက်ရောက်မယ်ဆိုတာအတိမပြုနိုင်သေးပေမဲ့အင်ဒိုနီးရှား၊ထိုင်း၊စင်ကာပူ၊ဗီယက်နမ်၊ဖိလစ်ပိုင်၊လာအိုတီမောနိုင်ငံတွေကတမရတွေနဲ့ဝင်ကြီးချုပ်တွေတက်ရောက်မယ်လို့အတိပြုထားကြပါတယ်။ ကမ္ဘာ့တိုင်းမှာကြီးမားတဲ့ဆွေးနွေးပွဲတစ်ခုဖြစ်လာမယ်လို့မျှော်မှန်းထားတဲ့ဒီအစည်းအဝေးမှာမြန်မာစစ်ကောင်ဆောင်တက်ရောက်ခွင့်ရမယ်လို့စစ်အုပ်စုဘက်ကခန့်မှန်းပြောဆိုထားပေမဲ့လက်ရှိအချိန်ထိတော့စရင်ထက်သွင်းထားတာမျိုးမရှိပဲခြံလက်ချင်းခံထားရပါတယ်ရှင်ပြည်သူ့ပါတီဥက္ကဋ္ဌဦးကုကိုကြီးဟာလမ်းမတော်မျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်အရေးခံသွားမယ်လို့ဥက္ကုကိုကြီးကအတည်ပြုပြောဆိုလိုက်ပါတယ် စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင် UEC ကအောက်တိုဘာလ19ရက်မှာရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရတဲ့ကိုယ်စားလှယ်လောင်းတွေရဲ့အမိစင်းကိုထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီးအဲ့ဒီထဲမှာဥက္ကကိုကြီးလည်းပါဝင်ခဲ့တာပါဥက္ကကိုကြီးဟာပြီးခဲ့တဲ့2015ရွေးကောက်ပွဲတုန်းက NLD ပါတီကနေဝင်ပြိုင်ဖို့ကြိုးပမ်းခဲ့ပြီး NLD ကကိုယ်စားလှယ်လောင်းအဖြစ်မရွေးချယ်ခဲ့တဲ့အတွက်လွတ်တော်အမတ်အဖြစ်လွဲခဲ့ရဖူပါတယ်။ အဲ့နောက်2018မှာပြည်သူ့ပါတီကိုတည်ထောင်ခဲ့ပြီး2020ရွေးကောက်ပွဲမှာတောင်းကလာပါမြို့နယ်ကနေရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပေမဲ့2.4ရာခိုင်နှုန်းသာမဲရခဲ့ပြီးတော့ရှုံးနိမ့်ခဲ့ရပါတယ်။ဥက္ကုကြီးတို့ရဲ့ပြည်သူ့ပါတီကလာမယ့်ရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်း912ရောက်အမိစင်းတင်သွင်းထားပြီးကိုကိုကျွန်းမြို့နယ်ကလွဲလို့ကျန်တဲ့မဲဆန္ဒနဲ့အားလုံးမှာဝင်ရောက်ရှင်ပြိုင်သွားမယ်လို့သိရပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့ကနေကြောင်မဲကိုပြန်တဲ့စစ်ဆောင်ကားတစ်စီးဟာအော်တိုဘားလ20ရက်မနက်7:00နာရီဝန်းကျင်မှာတိမ်းမောက်ခဲ့ပြီးထိခိုက်ဒေဆုံးသူတော်မရှိခဲ့ဘူးလို့လာရှုကစစ်ဆောင်အရေးကူညီပေးနေသူတွေစီကနေသိရပါဗျာ။ လာရှုကနေကြောင်မဲနောင်ပိန်နဲ့နောင်ချိုကိုပြန်တဲ့စစ်ဆောင်262ရောက်လိုက်ပါလာတဲ့20တစည်းပါရင်းနဲ့ကမက်တူကာတစီဟာနောင်မွန်ကြီးရွာအုပ်စုနောင်ကွဲလမ်းမှာဆနဘိန်ရင်ကိုကြော်တက်ရာကနေတိမ့်မောက်သွားတာလို့သိရပါဗျ။တိမ့်မောက်သွားတဲ့ကားပေါ်မှာရင်မောင်းမျိုးသမီးတစ်ယောက်နဲ့အတူစစ်ဆောင်မိသားစု9ယောက်ပါဝင်ပြီးရင်မောင်းမျိုးသမီးကမစိုးရင်ရတဲ့ထိခိုက်ဒဏ်ရာရခဲ့တဲ့အတွက်လာရှုစေယုံကိုပြန်ပို့ထားရတယ်လို့စစ်ဆောင်အရေးကူညီပေးနေသူကပြောပါဗျ။ ကြောင်မဲနောင်ချုံနဲ့ဒီပေါမျိုးတွေကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်လာရှုမျိုးကိုတင်းရှောင်လာတဲ့စစ်ရှောင်တွေကနောင်ချုံကြောင်မဲနဲ့နောင်မွန်ကစစ်ရှောင်2000ကျော်နေရပြန်နေပြီးနံပါတ်2မျိုးကစစ်ရှောင်2000ကျော်ကျန်နေသေးတယ်လို့သိရပါတယ်စကောင်စီဟာ TNL ထိန်းချုပ်ဒေသတွေကိုပြန်လည်ထိုးစစ်ဆင်နေတာဖြစ်ပြီးဇက်တိုက်လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလည်းပြုလုပ်နေပါတယ်ရှင်။ မန္တလေးတိုင်းမိုးကုန်းမြို့အရှိပိုင်းဖះငားစုအနီးနဲ့ကံတော်ရက်ွက်ကိုစစ်ကောင်စီတပ်ကအော်တိုဘားလ21ရက်နေ့နေ့လယ်3နာရီလောက်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်၃ရောက်တိဆုံးပြီးပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့မြို့ကနေကပြောပါရယ်စစ်ကောင်စီတပ်ကမိုးကုန်းမြို့ဖះငားစုအနီးနဲ့ကံတော်ရက်ွက်ကဖူဆယ်ဘောလုံးကွင်းအနီးကိုဘုံတလုံးစီထပ်မံကျဲချတိုက်ခိုက်ခဲ့တာလို့သိရပါရယ်ပထမတလုံးကျဲချပြီးတိတ်မကြခင်မှာပဲနောက်ထပ်တလုံးလာကျဲတာဖြစ်ပြီးမြေကြီးတွေပါတုံတယ်လို့ဝိုးကုန်းမြို့ကန်ကပြောပါတယ် ဘုံကျဲမှုကြောင့်ကန်တော်ရက်ကွက်ဖူးဆဲဘောလုံးကွင်းမှာဘောလုံးကစားနေသူတွေတိုက်ဆုံထိခိုက်တာရှိခဲ့ပြီးအရေးအတွက်အတိအကျကိုတော့ DVB ကအတည်ပြုဖို့ကြိုးပမ်းနေဆဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ကအော်တိုဘာလ20ရက်ညနေပိုင်းတုန်းကလည်းမိုးကုတ်မြို့အနောက်ပိုင်းကကြောက်ဖားရွာအနီးမှာရှိတဲ့ကြက်ချံကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပြီးအဲ့ဒီမှာလူထိခိုက်မှုတော့မရှိခဲ့ပါဘူးရှင်။ စကိုင်းတိုင်းမုံရွာခရိုင်အတွင်းမှာရှိတဲ့ PDF အခွန်ခောက်ဂိတ်တွေကို အော်တိုဘာလ20ရက်နေ့နောက်ဆုံးထားပိတ်သိမ်းဖို့ခရိုင်ပကဖကညွှန်ကြားလိုက်တယ်လို့သိရပါဗျ။ ခရိုင်ကနေညွှန်ကြားချက်ထွက်ထားတာကတော့လွန်ခဲ့တဲ့2လလောက်ကလေးကဖြစ်ပြီးမုံရွာခရိုင်အတွင်းမှာရှိတဲ့ PDF အခွန်အောက်ဂိတ်တွေကိုပိတ်သိမ်းဖို့ညွှန်ကြားထားတာဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တယောက်က TVB ကိုပြောပါတယ်။အခုလိုပိတ်လိုက်ရတာကမုံရွာခရိုင်ထဲမှာ PDF စိုးမိုးနေမြေတွေများပြားလာတာနဲ့အတူ PDF ဂိတ်တွေလည်းများလာပြီးခီးသွွားပြည်သူတွေအတွက်ဝင်းဒိုးဝင်ပိုးဖြစ်လာစေနိုင်တာကြောင့်အခုလိုပိတ်သိမ်းခိုင်းတာလို့ယူဆကြောင်းမုံရွာခရိုင်အတွင်းမှာရှိတဲ့ပကဖပြန်ကြားရေးတာဝန်ခံက TVB ကိုပြောပါတယ်။ အဲ့ဒီညွှန်ကြားချက်မှာကလမ်းမဆက်သွယ်ရေးလုံခြုံချောမွေ့စေဖို့အတွက်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ပြည်အောင်စုရန်ပုံငွေအဖြစ်အခွန်ကောက်ရတဲ့ဂိတ်တွေကလွဲပြီးတခြားစစ်ဆေးရေးဂိတ်တွေလုံခြုံရေးဂိတ်တွေနဲ့အလှူခံတွေအားလုံးကိုပိတ်သိမ်းခိုင်းတာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိအဲ့ဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီးတော့လိုက်နာတဲ့မြို့နယ်တွေရှိသလိုအပြည့်အဝမလိုက်နာသေးတဲ့မြို့နယ်တချို့လည်းရှိနေပြီးမုံရွာခရိုင်ထဲမှာ PDF gate တွေသာမကဘဲစစ်တပ်လက်အောက်ခံ gate တွေရဲ့အခွန်အောက် gate စခန်းတွေအများအပြားရှိနေတယ်လို့လည်းဒေသခံတွေကလည်းသိရပါဗျာရှင် ပြည်သူ့လွှတ်တော်နဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့တော်စန္နာမင်းဟာလာမယ့်ဒီဇင်ဘာမှာကျင်းပမယ့်ရွေးကောက်ပွဲမှာလသာမျိုးနယ်ကနေတတိပုဂ္ဂလအမတ်လောင်းအနေနဲ့ဝင်ပြိုင်ခွင့်ရသွားပြီလို့သိရပါဗျ။ NLD ပါတီဝင်ဖြစ်ခဲ့ဘူးသလိုမကြခင်ကဖျက်သိမ်းခံလိုက်ရတဲ့ NDF ပါတီရဲ့ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့တော်စန္နာမင်းဟာလသာမျိုးနယ်ကနေရွေးကောက်ပွဲဝင်ပြိုင်ဖို့အမိစင်းတင်သွင်းခဲ့တာကို UEC ကခွင့်ပြုလိုက်တာလည်းဖြစ်ပါဗျ။ 2025ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ပါတီတွေနဲ့တတိပုဂ္ဂလအမတ်လောင်း9000ကျော်အမည်စင်းတင်သွင်းထားတာဖြစ်ပြီးအရွေးခံရတဲ့အမတ်လောင်းတွေရဲ့အမည်စင်းကိုအော်တိုဘာလ19ရက်မှာ UEC ကထုတ်ပြန်ခဲ့တာပါအခုလိုလာတာမျိုးတွေကနေဝင်ပြိုင်မဲ့လွတ်တော်ကိုယ်စားလှယ်လောင်းနာမည်စင်းမှာပါလာတာနဲ့ပတ်သက်ပြီးဒေါ်စနာမင်းကို DV ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ UEC ကအင်တာဗျူးဖြည့်ခွင့်မပေးသေးဘူးလို့ပြန်လည်ဖြေကြားခဲ့ပါတယ် ဒေါ်စနာမင်းဟာမူလက NDF ပါတီကိုစားပြုပြီးရွေးကောက်ပွဲဝင်ပြိုင်ဖို့ကြိုးပမ်းခဲ့ပေမဲ့ပါတီဝင်အင်အားမပြည့်မီဘူးဆိုတဲ့အကြောင်းပြချက်နဲ့ UEC က NDF ပါတီကိုဖျက်သိမ်းပစ်ခဲ့တာပါရှင်။ ရခိုင်ပြည်နယ်တောင်ပိုင်းကအရခတတော် AA ထိန်းချုပ်ထားတဲ့တန်တွင်းနဲ့ဂွားမြူနယ်မှာစစ်ကောင်စီတပ်ကငါးဖက်လီတွေနဲ့ဝင်ရောက်လာမှာစိုးရိမ်တဲ့အတွက်ညဘက်ငါးဖက်ခွင့်ကို AA ကပိတ်လိုက်တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ကမ်းခြေတွေကိုစစ်ကောင်စီရဲ့တပ်ကမကြာခဏလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့အပြင်ငါးဖက်လီတွေကိုပါဖမ်းဆီးနေပြီးငါးဖက်လီတွေနဲ့ကန်ကက်လာမှာကိုစိုးရိမ်တဲ့အတွက်ညဘက်ငါးဖက်ခွင့်ကိုပိတ်လိုက်တာဖြစ်တယ်လို့ငပလီကမ်းခြေကဒေသခံတယောက်ကပြောပါဗျ။ အရင်ကတော့ဒေသခံတွေကိုစစ်ကာလအခက်အခဲအကြက်အတဲနဲ့မိသားစုစားဝတ်နေရေးကိုဖြည့်ရှင်းနိုင်ဖို့ပင်လယ်ပြင်မှာငါးဖမ်းခွင့်အချိန်အကန့်အသတ်မရှိခွင့်ပြုပေးခဲ့ရလို့သိရပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့လကစစ်ကောင်စီရေးတပ်ဟာငါးဖမ်းလေတွေကိုဖမ်းဆီးတဲ့အပြင်အရသားတွေကိုပါတပ်ဖြတ်လာလို့ AA ကသတိပေးချက်ထုတ်ပြန်ရတဲ့အထိဖြစ်လာတယ်လို့လည်းသိရပါတယ်။အော်တိုဘားလ19ရက် AA ထုတ်ပြန်ချက်မှာတော့တန်တွင်းနဲ့ဂွားမြူနယ်အနီးကပင်လယ်ပြင်တွေမှာ ည6နာရီကနေမနက်6နာရီအထိငါးဖက်နာရီကိုအကန့်အသတ်မရှိပိတ်ပင်လိုက်တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။